င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်မုံရမြစ်ပြောင်စုလမ်းမှာစစ်သားတွေလိုက်ပါတဲ့ကားနစီကိုပြေကတ်တိုက်ခိုက်မှုစစ်ပယ်ရာလုံခြုံရေးဌာနမှုဂျီတူပုံမှုစစ်တင်ကုန်နဲ့ပိုဂျီဆိုမင်းဦးပါဝင်ဆယ်ဦးသိဆောင်စကိုင်းနိုင်မော်မြို့အတွင်းပြောင်စုလမ်းမှာပေါ်မှာဂျပန်စစ်သားတွေလိုက်ပါလာတဲ့ကားနစီကိုပြေကတ်တိုက်ခိုက်မှုစစ်ပယ်ရာလုံခြုံရေးဌာနမှုဂျီတူပုံမှုစစ်တင်ကုန်နဲ့ပိုဂျီဆိုမင်းဦးပါဝင်ဆယ်ဦးသိဆောင်ခဲ့ကြ Platform ကွန်ဖွဲမှာတာဝန်ရှိသူကပြောပါရယ် ဒီဇင်ဘာ9ရက်နေ့ည7:00နာရီခန့်မှာမောင်ရမြတ်နမခဘက်ကနေစစ်ဘက်ရဲလုံခြုံရေးဌာနမှကြီးတူဘုံမူကြီးတင်ကိုစစ်တပ်တန်း49နှင့်မောင်ရမြတ်တော်ခန့်မှာမှာ3ပွင့်ဘုံကြီးစုံမင်းဦးနဲ့ မုံရမြို့မှတ်တင်ရေစကန်စစ်ကြောင်ရဲ့ရာရှိတုံးပွင့်ပေါ်ကြီးတော်လိုလိုက်ပိုင်ကားနှစ်စီးကိုမုံရမြို့ဖျောင်စုလမ်းမပေါ်မှာဒေါ်လိတဖွဲ့တွေကဝင်ရောက်ပြင်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ထိုတိုက်ခိုက်မှုတွင်ဂျီတူပုံမှုကြီးတင်ကိုပေါ်ကြီးဆုံမြုံနဲ့မှတ်တင်ရေစကန်စစ်ကြောင်ရဲ့ရာရှိတုံးပွင့်ပေါ်ကြီးအပါအဝင်ခုနှစ်ဦးသိမ်းဆုံးပြီးကားတစ်စီးမိလောင်ပျက်စီးခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်ရှေဆောင်ကမှလိုက်ပါတဲ့ရှင်မောင်မောင်စုံနဲ့စစ်သားနောက်သာအသက်ရှင်ကျန်ပြီးတော့ခြေထောက်ဖြတ်ဒဏ်ရာနဲ့ကောက်ကိုရှက်မှန်တဲ့တရားရရှိခဲ့တဲ့ရှင်တို့တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ဘဝရိတ်တာဝိုင်းပတ်နီကနေစစ်တပ်ကနေပြောင်းစွအဝင်း ပြန်လန်းနေ့ကနေစစ်တပ်ကင်းမိုးတွေကနှစ်ဖက်ညက်ကပြန်လဲဝိုင်းရုံပြစ်ခတ်ပြီးတိုက်ပွဲဖြစ်ရနေရကိုရဲဘော်ကားတစ်စီးနဲ့စစ်ကိုထွက်လာအင်စီက28စီး၊တပ်ပြားကား10စီး၊ရဲကားကြီး20စီး၊ပွိုင်ကားစီး၊ပွိုင်ကားကား20စီး၊နမခမပရာမိုတာစစ်တပ်လေးတစ်စီးပါဝင်မဟုတ်ကိန်းနဲ့တော့အကြောင်းကိန်းကလက်နက်ကြီးပြစ်ကိုဝေးကခုခံခဲ့ပါတယ်။ထို့နောက်တော်လိုင်းရဲဘော်တွေကမော်ယာမြို့ရဲဦးဆန်ဆိုင်ကိန်းကိုလည်းထပ်မံဝင်ရောက်တိုက်ခိုက်ရဆစ်သား3ဦးသေဆုံးခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Black Falcon Democratic Local Coalition PNDS စစ်တေသနှင့် PNL 3 Star ဒေသကြီးကိုဒေါ်လာတစ်ဖွဲ့ပါမတီဒေါ်လာတစ်ဖွဲ့မုံရွာ Underground 4မုံဟိန် Defense 4 Laya Them မုံရွာ Brother Trap 4နဲ့ကိုရိုင်းအေကပ်ဖွဲ့တွေပူးပေါင်းလုံဆောင်ခဲ့ပါတယ် ဆလာဘီတောင်ကိုခြေဆိုင်ကေတုမတီလေးတဲ့စကန်စီတိုလောင်ကန်ကိုတရားခွန်မမရှော့တိုက်တုံးနဲ့တိုက်ခိုက်မှုပြတ်မှတ်ကိုတီတီမီမီတိုက်ခိုက်နိုင်ခဲ့ပြီးနိုင်ဝက်ခန့်ပောက်ကွဲမှုဖြစ်ခဲ့အောင်ဆိုဘကုန်းလိုက်တန်ကိုမျိုးချင်းဆိုင်ကေတုမတီလေးတဲ့စကန်ချီစီတိုလောင်ကန်နေကိုတရားခွန်မမရှော့တိုက်တုံးနဲ့ပြတ်ခတ်တိုက်ခိုက်မှုပြတ်မှတ်ကိုတီတီမီမီတိုက်ခိုက်နိုင်ခဲ့ပြီးနိုင်ဝက်ခန့်ပောက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ကြောင်း Brave Warrior Form မြန်မာဖွဲ့တာဝန်ရှိသူကပြောတယ် ဒီဇင်ဘာလကွန်နေညနေ9:55မိနစ်ချိန်တောင်ကုန်းမြို့ရှိအာနာသိန်းစေုပ်ဆွဲကေတုမတီလေတဲ့အတွင်းမှာရှိဆီလောင်ကန်နေကိုအဓိကပြစ်မှတ်ထားပြီးတရားခုံမှာရှော့တိုက်တုံချလုံးနဲ့ပြေခန့်တိုက်ခါရနေတဲ့အတွင်းကိုကြောက်ပေါက်ကွဲပြီးတဆင့်ပေါက်ကွဲတဲ့နေကြားရကြောင်းလေတဲ့အတွင်းပေါက်ကွဲမှာနိုင်ဝက်ကြော်ကြမြင်ပြီးထိခိုက်ဒေဆုံးဝင်ရှိနိုင်ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုဘရစ်ဝါရီဖော်မြန်မာ PWM အဖွဲ့ဦးဆောင်စီမံမှုနဲ့ Mount Technique Cleveland Defense Force Anti-Cough Paper Liberation Force တန်အောင်မြောက်ပိုင်းထူထေတာ ဖိုက်တာစားခဲ့ဖွင့်တဲ့ကဲနန်တွေတက်မှအနေတိုင်းကပူပန်က BWF Mission 47ဖြစ်တက်ခိုက်ခဲ့ပါတယ်။နယူးတော်လိုင်းရဲ့အနိုင်ရှုံးကိုဆုံးဖြတ်ပေးမဲ့ဆေးဥဆွဲလေးတက်ကိုအမြန်ဆုံးဖြုတ်ခွေနိုင်မှာတော်လိုင်းချိန်ကြာလာသည်နဲ့မျှအရေးကြီးလာပြီဖြစ်ပြီး BWR အဖွဲ့ကနေမြေကမဟာမိတ်တင်တဲ့ပူပေါင်းကလုံဆောင်ခြင်းဖြစ်ကြောင်းဆေးဥဆွဲကအထက်ထပ်ပိတ်ဆို့ကာစီထားတော့လဲနေမြေကမဟာမိတ်ဖွဲ့ရဲ့အမခန့်ကုညင်မှုကြောင့်ခက်ခဲနေကြမှာပဲဝင်ရောက်ပစ်ခတ်နိုင်ခြင်းဖြစ်ပါတယ်ဆက်လက်ပြီးရာတော်မှာရိတ်ခါတင်လာပြူစောင့်တဲ့ကိုတော်လိုင်းတက်တွေပစ်ခတ်ဖမ်းဆီး ဆန်စင်ရိတ်ခါများနဲ့တူးပြူရှေ့ကိုရှင်ဖန်ပြီးစကိုင်းနိုင်ရတော်မြို့နယ်မှာရိတ်ခါတဲ့ထွက်လာပြူစော်တင်ကိုတိုင်ခန့်အရှောက်ကိုရှင်ဖန်စီရမိပြီးရိတ်ခါပြင်စီရပါတင်စီရမိကဲလို့ငွေတောင်း revolution for တက်ခွဲမှုကိုစင်နိုင်ကပြောတယ်ဒီစင်မှာကိုရမနက်မှာရတော်မြို့နယ်ငွေတင်းပြူစော်တီယာကနေညာတူးလေးရပတ်ထွက်လာပြူစော်တင်ကိုတော်လိုင်းတက်တွေကအတင်းဆောင်ကြတိုက်ခိုက်ခဲ့တယ်ငွေတရပြူစော်ဒီစနေရငွေတရကနေနှစ်မိုင်ကောမှာရှင်ညောင်တူးလေးရကိုသွားကရိတ်ခါတဲ့ပြန်ထွက်လာချိန်မှာဒေါ်လိုက်တက်တွေပြစ်ခတ်ဖန်စီအောင်ခံခဲ့ရဖြစ်ပြီးလက်နက်ပါတွေလွတ်မြောက်သွားပေမဲ့ကျန်တဲ့ရွှေကတော့အရှင်ဖန်စီအောင်မိခဲ့တယ် ဒီလောက်ဆောင်မှုကမွန်ခန် M27 တန်ရင်တိုက်နယ်ကိုငွေတောင်း Revolution 4 MRDF နဲ့ရွာခံမမိတ်တွေပူးပေါင်းလှုပ်ဆောင်ခဲ့တယ်။ငွေရင်းရပါဝင်ရတော့မြို့နယ်မှာပြူစောရီအကအကျဲတော်ရှင်ပြီးဆိုဝါပြူတွေဟာရွာစင်လိုက်မီးရှို့လူသက်စစ်ကြောင်းထွားလှုပ်ဆောင်နေကြောင်းနဲ့အခုဖန်စီယာမိတွေတဲ့ငွေရင်းရပြူစောရီကောင်းဆောင်ဖြစ်ကြွယ်လယ်ယုံတပယ်လဲပါဝင်ကြောင်းသိရပါတယ်။ဒီကောင်နေပြစ်တည်သိမ့်များတယ်ရတော့မှပြွာသုံးခုပဲရှိရတနလုံးဒုက္ခပဲပြည်တယ်အခုလည်းဆန်စီနဲ့အရက်ဖာတွေမှလာဆိုတော့တမားနဲ့တင်စီရမိခဲ့တယ်လူတွေတော့အေးအေးယူသားမှလို့ငွေတောင်း revolution 4တက်ခွဲမှုကိုစစ်နိုင်ကပြောပါတယ် ဆက်လက်ပြီးနိုင်လုံအုပ်ချုပ်ရေးမှုပြည်သက်မှုမွန်ပြည်သိအထီးရှင်းလင်းချက်ထုတ်မွန်ပြည်နယ်မူတော်မြို့နယ်နိုင်လုံကြအုပ်ချုပ်ရေးမှုနယ်ပြည်သူ့ဆက်ကောင်ဆောင်တို့ပြည်သက်ခံရမှုပေါ်မွန်ပြည်သိပါတီဆရာနာရှင်တိုက်ဖြိုင်ပွဲ NSPAT ဘဟုကဒီဇင်ဘာ9ရက်နေ့ရစနေရှင်းလင်းထုတ်ပြန်လာပါတယ်။ပြီးခဲ့ဒီဇင်ဘာ9ရက်နေ့နေ့လယ်ပိုင်းမှာ NSPAT အမေတပ်ဖွဲ့ဝင်များစစ်ကောင်ရှင်တက်ကိုတိုက်ခိုက်ဖို့မူတော်ကမာဝက်လန်တိုက်ထွက်ခွာခဲ့ပေမဲ့အချိန်နေမပေးရကြောင်းနိုင်လုံကြဘက်ကိုပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ အဲလိုဆက်ခွာလာစဉ်နေ့လည်၁၂နာရီခွဲချိန်လောက်ကနိုင်လုံကျောင်းရှိရောဘာချန်လန်ကြားတစ်ခုရောက်မှ NSPAD အာမေတဖွင့်ဝင်နေစင်းနေလာတဲ့ဆိုင်ကလေးကိုလူနည်းကတနက်နဲ့ချိန်ရထားတွေ့ရတယ်။ဒါကြောင့်သူလက်နဲ့ကိုင်းလက်နဲ့ရင်ဆိုင်ရတဲ့နေသားကြောင့်လက်အမှုရယူတဲ့အနေနဲ့တနက်နဲ့ရှစ်ချက်ပြစ်ခတ်လိုက်တာဖြစ်ပြီးအဲ့ညမှာပဲအဲ့လူလုံးကိုတိမ်ဆောင်ခဲ့တယ်။ပြေကမှုပြန်အောင်မှာတင်ဆောင်တွေတန်းကနေတနက်တလက်ဆိုင်ခဲ့တဲ့စီစီအင်ကြီးတက်တဲ့မှုတော်မျိုးမရဲစကန်တော့မှတ်တမ်းစာအုပ်တုံးနဲ့ပတ်စံရင်တလုံးသိမ်းစီရမိခဲ့တယ်။ မွန်ပြည်နယ်အဒီကတော့ဒီဖြစ်စဉ်မှာအုံချော်ရေးဖော်ဝင်နေဖြစ်ကြောင်းကြိုတင်သိရပြီးရွေချက်ရှိရှိပြစ်ခတ်တာမဟုတ်ဘဲလက်နက်ကင်ဆောင်ထားသူချင်းရင်ဆိုင်ရာချင်းမိမိကိုကာကွယ်ဖို့လက်ဦးမှုရပြစ်ခတ်တာလို့ရှင်းလင်းချက်ထုတ်ပြန်တယ်။ဒေသခံတွေပြပြချက်ရအဲ့ဒီကနိုင်လုံချင်းအုံချော်ရေးမှုနိုင်ထုံးနဲ့ပြည်သူ့စစ်ကောင်စားမင်းမညာမွန်တို့ဟာရောဘတ်ဆန်နီမှာဆိုင်ခဲ့ကိုတခိုးတွေရောက်ရှိနေတဲ့သတင်းတွေကြောင့် တော့ဖန့်စင်မှာတနက်နေ့ပြစ်ခတ်ခံရပြီးတင်ဆောင်သွားလို့သိရတယ်။ပြစ်သက်ခံရတဲ့အုပ်ချုပ်ရေးမှူးနိုင်ထွား၊ရင်းအုပ်ချုပ်ရေးမှူးဟောင်းမင်းစောနယ်ကစစ်ကောင်စီရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မှုယာရုကနဲ့နားယူလိုက်တာကြောင့်အုပ်ချုပ်ရေးမှူးဖြစ်လာတာထလဝင်ကျင်တာရှိနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးမော်လမြိုင်မြို့နယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မှုပြည်ခိုင်မျိုးပါတီလို့တော်ကိုယ်စားလှယ်လောင်းတဲ့မဲဆန္ဒရှင်နေမိတ်ဆက်ပွဲပြုလို့ဒီကံကနေတာမှာပြုပြင်တဲ့ဥပဒေတွေမပြင်ခဲ့ရတဲ့အတွက်တိုင်းပြည်နဲ့ပြည်သူတွေနဲ့နာခဲ့ကြတဲ့ကိုယ်စားလှယ်လွှတ်တော်ရဲ့ရောက်သွားပါကပြုပြင်တဲ့ဥပဒေတွေပြင်ခိုင်းရမရကြောင်း ပြည်ကမျိုးပါတီမွန်ပြည်နယ်ဥက္ကဋ္ဌကပြောကြားခဲ့တယ်။မော်လမြမြို့နယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ပြည်ထောင်စုချန်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီလွတ်တော်ကိုယ်စားလှယ်လောင်းနေတဲ့မဲဆန္ဒရှင်နဲ့မိတ်ဆက်ပွဲဥဒိစင်မာကိုရက်ကမော်လမြမြို့မှာကျင်းပခဲ့ပါတယ်။ရေခန်းနာကိုပြည်ထောင်စုချန်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီ ဘဟုလုံးမှုဆောင်မွန်ပြည်နယ်ဥက္ကဋ္ဌဦးအောင်ကြည်သိန်းနဲ့ပါတီဘဟုတာဝန်ရှိသူရေကောက်ဘဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းနဲ့ပါတီဝင်တွေနဲ့မျိုးမိမျိုးဖိုင်တယောက်ခဲ့တယ်။အဆိုပါခန်းနာမှာပြည်ခိုင်ပြုတ်ပါတီမွန်ပြည်နယ်ဥက္ကဋ္ဌဦးအောင်ကြည်သိန်းကပြီးခဲ့9နှစ်တာမှာပြည်ပြင်သိန်းနဲ့ဥပဒေတွေမပြင်ခင်ရတဲ့အတွက်တိုင်းပြည်နယ်ပြည်သူနဲ့နာခဲ့ရကြောင်းနဲ့ကိုယ်စားလှယ်လွတ်တော်ရဲ့ရောက်သားပါကပြည်ပြင်သိန်းနဲ့ဥပဒေပြင်ခိုင်းရကြောင်းပြောတယ်။ လက်ရှိမှာ2008ဖွဲ့စည်းပုံချိန်ကဥပဒေတိုင်းသွားနေရလူတိုင်းသိရဲ့အဲဒီ2008ဖွဲ့စည်းပုံချိန်ကဥပဒေကိုဖန်ကြည့်လိုက်ဘာလို့အချက်တွေပါလဲဆိုတာသိရမယ်2008ဖွဲ့စည်းပုံချိန်ကဥပဒေကပြည်စုံတဲ့ဥပဒေမဟုတ်သလိုဒီတိုင်းမဲ့သွားနေရမှာမဟုတ်ဘူးလွတ်တော်ကိုဘာလို့ထားလဲဆိုရင်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ပါအဲ့လိုတော့အခြေခံလေးရထားပြီးပြီအဲ့ဒီပုံမှာပြုကြပြင်ကြတက်တန်းကလည်းဘယ်လောက်မှမရှိသေးဘူး၅နှစ်တက်တန်းနဲ့ချိန်နဲ့ရှိသေးတယ်ပြန်ရောအဲ့ဒီတော့ပြီးခဲ့၅နှစ်တာကာလပြည့်ပြင်တဲ့ဥပဒေတွေမပြင်ရတော့ဘူးခုရွေးကောက်ပွဲမှာလွတ်တော်ကိုယ်စားလှယ်တွေကိုတင်ပေးလိုက်ပါက ၎င်းတို့လွတ်တော်တွေရောက်သွားတဲ့အခါမှာဖြစ်ပြင်းတဲ့ဥပဒေတွေကိုပြင်ခန်း၍ရကြောင်းလွတ်တော်ကိုယ်စားလှယ်လှဦးအောင်ကြည်သိန်းကပြောကြားတယ်။ဦးအောင်ကြည်သိန်းကကိုသိနားလေတဲ့အချက်တွေကိုလွတ်တော်ကိုယ်စားလှယ်ကတဆင်တင်ပေးလိုက်လွတ်တော်တွေမှာပြောခိုင်းပြင်ခိုင်းကိုတင်ပေးလိုက်တဲ့လူကလည်းမတက်ဘူးကိုတင်ပေးလိုက်တဲ့လူကလည်းမပြောဘူးဆိုရင်ကိုကဘယ်ကနေအဲ့ဒီလူတော့အသုံးမချဘူးလို့ပြောလို့မရဘူး။ကျွန်တော်ကလည်းပြောလို့ရတယ်ခုလည်းပြောလို့ရတယ်ပြောအောင်ချုပ်တာအသုံးမချဘူးဘာဖြစ်တယ်ညာဖြစ်တယ်ပြောလို့ရတယ်အဲလိုじゃမတချို့ကပြင်ကြမှာလွတ်တော်ကိုယ်စားလှယ်ကိုဆိုရင်တော့ ဒီဆိုလေးတင်ပြီဒီဥပဒေလေးပြုပေးလို့ပြောကြပါကိုကလည်းဘာမှမသိဘူးကိုစလေကလည်းဘာမှမပြောပဲလွတ်တော်တဲ့ထိုင်ငိုက်နေကြတဲ့သူတွေအများကြီးပါပဲအဲ့တော့ဘသူတွေကိုရွေးချယ်မလဲဆိုတော့ကိုကဆုံးဖြတ်ပြီးမဲထက်ပြောင်းထဲကြလို့တိုက်တွန်းချင်တယ်လို့ပြောကြခဲ့တယ်ပြည်ခမျိုးပါတီမွန်ပြည်နယ်ဥက္ကဋ္ဌဦးအောင်ကြည်တိန်ကလက်ရှိမှာမွန်ပြည်နယ်ဝန်ကြီးချုပ်တောင်ထန်းဆောင်လျက်ရှိပြီးရခုရွေးကောက်ပွဲမှာချောင်းဆုံမျိုးနဲ့ပြည်နယ်လွတ်တော်မဲဆန္ဒနဲ့မှပြည်နယ်လွတ်တော်ကိုစလန်းအောင်ဖြစ်ဝင်ရောက်ရှင်ပြိုင်ပြီးပဲဖြစ်ပါတယ်နားဆင်အောင်ပြကြတဲ့အတွက်ဒုဝင်ကျေးဇူးတင်ရှိပါရရှင်